အလုံးမင်္ဂလာပါရှင်ကျမဆွေးနွေးပေးနေတဲ့အကြောင်းအရာလေးဟာ motivation ကြောင်းလေးပါအဲ့ဒီမှာဆိုရင်ပြီးခဲ့တဲ့နေရာပေါ့လေကျမတို့ဒီစေဆောင်မှုအမျိုးအစားတွေအကြောင်းကိုဆွေးနွေးခဲ့ပါတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ကျမတို့ပြုသဘောဆောင်တဲ့စေဆောင်မှုမျိုးအစားတွေရှိမယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်လည်းဒီမှာ ပြုသဘောဆောင်တဲ့သဘောတရားတွေနောက်တစ်ခါကျမတို့ဒါ နှုတ်သဘောဆောင်တဲ့သဘောတရားတွေရှိမယ်ပြီးတော့မက်လုံးမက်လုံးမှာဆိုလည်းငွေကြေးနဲ့ဆိုင်တာရှိမယ်ငွေကြေးမဟုတ်တာတွေရှိမယ်ပြီးရင်သဘာဝအားဖြင့်လည်းရှိမယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ဒီမှာဆိုရင်ဒါ intrinsic motivation နဲ့ extrinsic motivation ဆိုပြီးတော့ပေါ့နော်ကျမတို့အတွင်းစေစော်မှုတွေပြင်ပစေစော်မှုတွေဆိုပြီးတော့စေစော်မှုအမျိုးအစားအကြောင်းကိုဆွေးနွေးပေးခဲ့ပါတယ်ဒီနေ့မှလည်းပဲဆက်ဆက်လက်ပြီးတော့ ကျမတို့ဒီစိတ်ဆော်မှုအမျိုးအစားအကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးပြီးသားမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ကျမတို့ power motivation ဒါအင်အားပေါ့နော်အင်အားဒါအင်အားရဲ့မိမိရဲ့ယာရုဒါစသည်ဖြင့်ပေါ့နော်ဒါမိမိရဲ့အင်အားနဲ့ဆိုင်တဲ့စိတ်ဆော်မှုပါသူကကြတော့ယာရုပို့ပြီးတော့ယာရုရခြင်းနဲ့နောက်တစ်ခါခေါင်းဆောင်နေဖြစ်ခြင်းနဲ့ ဥဆောင်တဲ့သူဖြစ်ရှင်တယ်ဒါဆိုလို့ရှိရင်မိမိမှာပို့ပြီးတော့လုံဆောင်နိုင်တဲ့အဲခွင့်လန်းနေများများရရှိနိုင်မယ်ပေါ့နော်ဒါဟာလည်းစေစော်မှုတစ်ခုပါပဲအင်အားနဲ့ဆိုင်တဲ့စေစော်မှုပါနောက်တစ်ခုကကြတော့ attitude motivation သူကကြတော့စိတ်သဘောထားဆိုင်ဟာဒါ motivation နေဒါစိတ်နေစိတ်ထားပေါ့နော်မိမိရဲ့ဒီစိတ်အတွင်းငါကိုပဲဒီလိုမျိုးလေးတွေစေစော်မှုတွေဟာဖြစ်ပေါ်နေခြင်းဖြစ်ပါတယ် incentive motivation ကကြတော့သူကမက်လုံးနေ ဒါလိုချင်လို့ဒီလုပ်ကိုလုပ်တယ်အဲဒါမျိုးတွေကကြတော့ incentive motivation မှာနောက်တစ်ခုက fear motivation အကြောက်တရားနဲ့ဆိုင်တဲ့ motivation ပေါ့နော် तू ကကြတော့အဲဒီလိုမျိုးဟိုအရှုံးကိုမလိုချင်ဘူးအောင်မြင်မှုကိုလိုချင်တယ်အဲ့အစီမှာ ဆိုလို့ရှိရင် तू ကဒီအရှုံးကိုမရင်ဆိုင်နေတဲ့အတွက် तू မှာဒီအကြောက်တရားနေပြီးရောပေါ့နော်ဖြစ်ပေါ်လာတဲ့စေစုံမှုတွေပါနောက်တစ်ခုကကြတော့ confidence motivation အဲ့ဒါကကြတော့ तू က မိမိရဲ့ကျွမ်းကျင်မှုဆိုင်ရာမိမိကကျွမ်းကျင်မှုတွေဒီလုပ်ငန်းပေါ်မှာကျွမ်းကျင်မှုတွေကများလကောက်လာပြီဒါလှုပ်ဆောင်တတ်လာပြီဆိုရင်ဒီပေါ်မှာကိုပဲသူကသူကျွမ်းကျင်မှုရှိရတဲ့သူကစေစော်မှုဖြစ်ပြီးတော့ပို့ပြီးတော့လှုပ်ဆောင်ရက်တွေပို့ပြီးတော့အားကောက်လာစေတယ်ဒါကကြတော့တက်ကျွမ်းမှုဆိုင်ရာစေစော်မှုပါနောက်တစ်ခုက affiliation motivation ကကြတော့ပေါင်းဆက် စူးစီးပေါင်းဆက်တဲ့ဒါစေစုံမှုပါဒီလိုမျိုးတွေပေါင်းစည်းစုပေါင်းလှူဆောင်တဲ့အခါမှာပူပြီးတော့ကောင်းမွန်တဲ့အခြေအနေကိုရရှိလာစေတယ်။အဲနောက်တစ်ခါဒီလိုမျိုးစုပေါင်းမှလည်းဒါအရာရာဟာဟိုပူပြီးတော့ထိရောက်တဲ့အောင်မြင်မှုတွေကိုရရှိလာစေနိုင်တဲ့အစအဲ့ဒီလိုမျိုးစေစုံမှုကလည်းပေါင်းဆက်ညီနိုင် ပူဆိုင်ရာစေစော်မှုတွေပါဒါကလည်းပဲစေစော်မှုတစ်ခုအနေနဲ့ပါဝင်နေရပါနောက်တစ်ခုက achieve motivation အဲ့ဒါကကြတော့မိမိတို့ရဲ့ဒါမနော်အောင်မြင်မှုတွေပေါ်မှာမူတည်ပြီးတော့ဒီလိုတစ်ခုကိုအောင်မြင်အောင်ဆောင်ရွက်လိုက်နိုင်ပြီဆိုနောက်ထပ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 ်ပြီးတော့ဆောင်ရွက်ချက်တွေဟာပို့ပြီးတော့အဲလှုပ်ဆောင်လို့တဲ့စေစော်မှုတွေကိုရရှိလာစေပါတယ်အဲ့လိုမျိုး motivation အမျိုးအစားပေါ့နော်စေစော်မှုအမျိုးအစားခုနှစ်ခုအကြောင်းကိုကျွန်မဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်ပထမဦးဆုံးက ဒါပါဝါအင်အားဆိုင်ရာ စေစော်မှုနောက်တစ်ခုကအက်တီကျူစိတ်သဘောထားဆိုင်ရာ စေစော်မှုနောက်တစ်ခုကကြတော့ incentive ဆိုရဲမဲ့လုံးဆိုင်ရာစေစော်မှုတွေပါ နောက်တစ်ခုကကျမတို့ ီ fear ဆိုတဲ့ fear motivation ဆိုတဲ့အကြောက်တရားဆိုင်ရာစေစော်မှုတွေအရှုံးကိုရင်မဆိုင်လို့ဘူးဒါကြောင့်သူဒီရင်မဆိုင်လို့တဲ့အခြေအနေမှာသူကရရှိအောင်ဆောင်ရွက်ခြင်းဖြစ်ပြီးတော့ဒီကဒီလိုမျိုးစေစော်မှုတွေကလည်းရှိကောင်းပါတယ်နောက်တစ်ခုကကြတော့ confidence တက်ကြွမှုတည်ယူမှုဆိုင်ရာစေစော်မှုတွေဒီကြောင့်ရတစ်ခုကိုသူတည်ယူလိုက်တဲ့အခါမှာခြေနဲ့ပျော်ရွှင်တဲ့ရလက်ကို ခံစားရတဲ့ဆိုရင်သူဆက်လက်ပြီးတော့ဒီစေ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 ာ်မှုကနေပြီးတော့ဆက်လက်ပြီးတော့လေးလာတင်ယူလို့တဲ့စိတ်တွေတိုးဝလာစေပါတယ်။ဒါကြောင့်မိတင်ပေးလိုက်မဲ့ကလေးတွေကိုလည်းသူတို့နိုင်တဲ့သူတို့လုံးနိုင်တဲ့အခြေအနေတွေကနေပြီးတော့စတင်ပြီးတော့လှုပ်ခွင့်ပေးရင်းနဲ့မှတဖြည်းဖြည်းတဖြည်းဖြည်းတိုးမြင့်တိုးမြင့်တိုးမြင့်ပြီးတော့ အဲလှူဆောင်လို့ရအောင်စီစဉ်ဆောင်ရွက်ပေးခြင်းဟာလည်းကောင်းပါတယ်လွယ်ရာနေခက်ရာကိုတပြေးပြေးတိုးမြင့်သွားစေခြင်းမှာအဲ့လိုမျိုးလှုပ်တက်သွားပြီးလုံနိုင်သွားပြီးအောင်မြောင်ဒီတစ်ခုကိုသူဒါဒီပု္ပ္ပာတစ်ခုပဲဖြစ်ဖြစ်ဒီအကြောင်းအရာတစ်ခုပဲဖြစ်ဖြစ်သူတည်တည်ကြာကြာလှုပ်ဆောင်တတ်သွားပြီးဆိုလို့ရှိရင်ဒီကလှုပ်ဆောင်နိုင်မှုပေါ်မှာမူတည်ပြီးတော့သူ့ရဲ့စိတ်စော်မှုရာဆက်လက်ပြီးတော့အရာချိလာစေမှာဖြစ်ပါလေရှင်နောက်တစ်ခုကကြတာ affiliation motivation သူကကြတော့ပေါင်းစည်းမှုဆိုင်ရာ ပေါင်းစည်းပြီးတော့ဆောင်ရွက်ရတာမိမိလုပ်တဲ့လုပ်ကလေးတခုကိုအဲတခြားတယောက်နဲ့ပေါ့နော်ဒါမှမဟုတ်တခြားအဖွဲ့နဲ့ပေါင်းစည်းပြီးဆောင်ရွက်တဲ့အခါမှာပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေကိုရရှိလာစေတယ်ရလဒ်တွေရရှိလာစေရဆိုရင်ဒီဟာလည်းပဲဒီအခြေအနေမျိုးဖြစ်ရဒီလိုမျိုး ပေါင်းစည်းမှုဆိုင်ရာစေစော်မှုတွေဟာဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။နောက်တစ်ခုကကြတော့အောင်မြင်ပေါင်းမြမှုဆိုင်ရာ motivation achieve motivation ပေါ့နော်။အောင်မြင်ပေါင်းမြမှုဆိုင်ရာစေစော်မှုတွေဒီအောင်မြင်ပေါင်းမြမှုဆိုင်ရာစေစော်မှုတွေကလည်းတကယ်ကိုပဲချိန်နေကောင်းတဲ့အင်အားကောင်းတဲ့အရေးပါတဲ့နေရာ ရှိနေတာပါ။အဲမိမိရဲ့လှုပ်ဆောင်မှုတွေကအောင်မြင်သွားတယ်ဒါပေါင်းမြောက်သွားတယ်ဆိုလို့ရှိလို့ရှိရင် စေစော်မှုဟာဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်စေစော်မှုအမျိုးအစားခုနှစ်မျိုးအကြောင်းပါရှင်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီစေစော်မှုမှာပဲပေါ့နော်ကျွန်တော်တို့သူ့ရဲ့ပေါ့ဒီ type of internal motivation ဒီကအတွင်းကနေလာတဲ့ intrinsic factor တွေရှိတယ်အဲ့ဒီမှာဆိုရင်တည်ယူမှုဆိုင်ရာစေစော်မှုတွေ ဒါလည်းဒီအတွင်းထဲက intrinsic ပါ intrinsic motivation မှာနောက်တကစိတ်နေသဘောထားဆိုင်ရာစေစောမှုတွေပေါ့နော် attitude motivation ကလည်းကျမတို့ဒါအတွင်းကလာတဲ့စေစောမှုပါနောက်တစ်ခုအောင်မြင် ပေါင်းမြောက်မှုဆိုင်ရာစေစောမှုအဲဒီကမိမိအောင်မြင်ရန်သွားပြီဆိုလို့ရှိရင်ဆက်ပြီးတော့သူရဲ့စေစောမှုတစ်ခုဖြစ်လာစေတယ်နောက်တစ်ခုတီထွင်ဖန်တီးမှုဆိုင်ရာစေစောမှုတွေတီထွင်ဖန်တီးတဲ့အဲဟို ဒီ twin ဖန်တီးလိုတဲ့အလေးထားလေးတွေဟာကလေးလေးတွေမှာပို့ပြီးတော့ရှိရဲစမ်းသက်ဒီ twin လိုတယ်အဲ့ဒီလိုမျိုးသူလှုပ်ဆောင်တာအောင်မြင်သွားတယ်ဟိုချီကျူးခြင်းကိုခံရတယ်ဆိုရင်ဒီဟာလဲစေစော်မှုအနေနဲ့ဒါ အမျိုးအစားတစ်ခုအနေနဲ့ရှိနေတာဖြစ်ပါတယ်စေစုံမှုအမျိုးအစားတစ်ခုပါနောက်တစ်ခုဇီဝကမ္မဆိုင်ရာစေစုံမှုဒီဇီဝကမ္မမိမိရဲ့အဲလူအင်းတွေကနေပြီးတော့စေစုံမှုကြီးဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ဒီအကြောင်းအရာတွေကတော့ကျမတို့ဒီဟာပေါ့နော်ဒါဒီအတွင်းကလာတဲ့စေစုံမှုတွေလေးပါရှင်နောက်တစ်ခုကကြတော့ ဒီလိုပဲအတွင်းကနေပြီးတော့စေစော်မှုတွေလာသလိုပဲရရှိလာသလိုပဲအပြင်ကနေပြီးတော့လည်းရရှိလာပါတယ် type of external motivation extrinsic factors အဲ့ဒီ intrinsic factors တွေကဘာတွေလို့ဆိုရင်မျက်လုံးတွေ မဲ့လုံးဆိုတဲ့ incentive motivation ပေါ့နော်ဒီဒီအရာကိုရလို့လို့ဒီလုပ်ကိုလုပ်တယ်အဲဒီလိုမျိုးအဲအတိမတ်ပြုခံရခြင်းလို့ဒီလိုမျိုးဆောင်ရွက်တယ်ပေါ့နော်ဒါကကြတော့မဲ့လုံးမှာနောက်တစ်ခါကျတော့ peer motivation ဆိုတဲ့အကြောက်တရားပေါ့နော်မလိုချင်တာတွေကိုမရခြင်းဘူးဒါကြောင့် तू ကဒီလိုမျိုးလှုပ်ဆောင်တယ်ပေါ့နောက်တစ်ခု in our power in our ရခြင်းနဲ့ဓာတ်ပါဝါရှိခြင်းနဲ့မဲဒါမျိုးကကြတော့လေဒါက Insta နဲ့ကလာတာပါနောက်တစ်ခုပေါင်းစည်းမှုဆိုတဲ့ affiliation နေရာကြတော့လေဒါ Insta နဲ့ကနေလာတဲ့ဒါစေစုံမှုတွေဖြစ်ပါတယ်ရှင်အဲအဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ဒီဟာလေးကိုပေါ့နော်ဟိုကျမတို့ quarantine လေးနေပေါ့နော်ဒါလေးကိုသုံးသက်လေးလာလို့ရအောင်လို့ကျမကထည့်သွင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒီမှာဆိုရင်အပြုသဘောဆောင်တဲ့စေစုံမှုတွေရှိမယ် positive motivation တွေပေါ့เนาะနှုတ်သဘောဆောင်တဲ့စေစုံမှုတွေရှိမယ် negative motivation တွေရှိမယ် အဲ့ဒီမှာ intrinsic အတွင်းကနေလာတဲ့ပေါ့နော် intrinsic motivation ရှိမယ်ပြင်ပကနေလာတဲ့ extrinsic motivation တွေရှိပဲသူဒီအဓိကကွာရက်လေးနဲ့လေးလာလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းလေးများဟိုတွေးစားရတာပို့ပြီးတော့ကောင်းသားမလားလို့ကျွန်မအထက်သင်ဆွေးနွေးပေးရင်ဖြစ်ပါတယ်အဲ့ဒါဆိုရင်ပထမဦးဆုံးလိုရင်ရလိုတယ်လိုရင်တခုရှိပြီဒီလိုရင်ကအပြုသဘောလဲဆောင်တယ်အတွင်းစိတ်ဆောင်မှုလဲဖြစ်တယ် positive motivation လည်းဖြစ်တယ်လို့ intrinsic လည်းဖြစ်တယ်ဒီကလိုရင်ပေါ့နော်ဒီလိုရင်ကအဲနောက်တစ်ခုအကြောက်တရားအကြောက်တရားကကြတော့အတွင်းစိတ်ဆော်မှုတော့ဟုတ်တယ်သို့တော်ညာလည်းသူကအနှုတ်သဘောဆောင်တဲ့စိတ်ဆော်မှုဖြစ်သွားတယ်အဲ fear motivation ကဒါအတွင်းကနေလာတဲ့စိတ်ဆော်မှုဖြစ်တယ်သို့တော်ညာလည်းသူကအနှုတ်သဘောဆောင်တဲ့စိတ်ဆော်မှုပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ဆုလက်ရခြင်းလို့ စုလက်လိုချင်တယ်စုပလားလိုချင်တယ်စံချိန်သေးသေးတင်ချင်တယ်ရာလူတွေတိုးချင်တယ်ဝင်ငွေတွေများချင်တယ်ဒီလိုမျိုးပေါ့စုလက်တွေအချိန်ပိုကြီးတွေရရှိချင်တယ်ဒါကဆရာတော့အပြူသဘောဆောင်တဲ့စေစော်မှုလည်းဟုတ်တယ်ပြင်ပကနေစေစော်မှုဖြစ်သွားပြီအပြူသဘောဆောင်တဲ့စေစော်မှုဒါကကြတော့ပြင်ပကနေပြီးတော့စေစော်မှုအမျိုးအစားထဲမှာပါသွားမှာပါနောက်တစ်ခုချင်းကြောက်မှုပေါ့နော်ချင်းကြောက်မှုဆိုရဲကျမတို့ ဒီကစေစော်မှုမျိုးစားကြတော့ तू ကအနှုတ်သဘောလဲဆောင်တဲ့စေစော်မှုဖြစ်တယ်လို့ပြင်ပလာတဲ့စေစော်မှုဖြစ်သွားပြီအဲ့တော့ကြတော့မိမိအုတ်တိန်သူမိဘလူကြီးအုတ်တိန်သူမိဘတွေလူကြီးတွေဆရာသမားတွေအနေပြီးတော့ဘယ်လိုစေစော်မှုတွေပေးရင် positive motivation ဖြစ်မလို့ ဘလို့စေစော်မှုတွေပေးရင် negative motivation တွေဖြစ်မလို့ဆိုတာလေးကိုဒီ quadrant လေးကိုကြည့်ချင်းအဖြစ်ပေါ့နော်ဒါသုံးသက်လို့ရတယ်ဆိုတာလေးကိုစုသုံးသက်လို့ရအောင်လို့ပေါ့နော်ကျွန်မနေပြီးတော့ထည့်သွင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့တော့ကြတော့ဟိုအပြုသဘောဆောင်တဲ့စေစော်မှုတွေများများပေးလေ ကောင်းလေပါပဲအဲ့တော့ကြတော့တစ်ခါတလေကြတော့လေလိုအပ်လို့ပေးရတာမျိုးတွေလည်းရှိတတ်ပါတယ်အဲ့တော့အများဆုံးကတော့ အပြူသဘောဆောင်တဲ့စေစော်မှုတွေများများပေးနိုင်လေပို့ပြီးတော့ကောင်းလေလို့ကျွန်မအနေနဲ့ဆွေးနွေးပေးလိုပါတယ်ရှင်။အဲဒီမှာဆိုရင် ကျွန်မယနေ့ဆွေးနွေးခဲ့တယ်ဒီစေစော်မှုအမျိုးအစားတွေပေါ့နော် type of motivation တွေကိုဆွေးနွေးခဲ့တယ်အဲ့ဒီကစေတော်မှုပုံစံဒီပေါ့နော်ဒါလေးဆိုလို့ရှိရင်ခုနှစ်မျိုးအကြောင်းကိုကျွန်မဆွေးနွေးခဲ့တယ်ပထမပထမဆုံးဆွေးနွေးခဲ့တာကကျတော့ကျွန်မတို့ power power motivation ဒါအင်အားရခြင်းလို့စေစော်မှုတွေဖြစ်ပေါ်လာတယ်။နောက်တစ်ခုကကြတော့သူကကြတော့ဒီအားကြောင့်နော် attitude မိမိရဲ့သဘောထားခံယူချက်တရားကိုပဲစေစော်မှုဖြစ်လာတယ် attitude motivation တွေရှိမယ်။နောက်တစ်ခု incentive ဆိုရဲပေါ့နော်မက်လုံးတွေကိုရခြင်းလို့ incentive motivation တွေဆိုပြီးမက်လုံးရခြင်းလို့စေစော်မှုတွေလည်းရှိမယ်။ now fear motivation ဆိုပြီးပေါ့နော်အကြောက်တရားနဲ့ပေါ့နော်ကိုမလို့ဂျင်နာတွေမရချင်လို့လှောက်ဆောင်တဲ့စိတ်စော်မှုတွေလည်းရှိမယ် နောက်တစ်ခုကကြတော့ကျမတို့ confidence ဆိုတဲ့မိမိရဲ့တက်ကြွမှုတွေကြောင့်ပေါ့နော်ဒါစေစော်မှုတွေဖြစ်ပေါ်လာရလည်းဖြစ်မယ် affiliation ဆိုပြီးတော့ပေါင်းဆက်စုစည်းလိုတဲ့အတွက်လည်းစေစော်မှုတွေဖြစ်ပေါ်လာမယ် achieve ဆိုတဲ့မိမိရဲ့အောင်မြင်မှုပေါ်မှာလည်းစေစော်မှုတွေဖြစ်လာပါမယ်ဆိုတဲ့ကျမယနေ့စေစော်မှုအမျိုးအစားလေးခုနှစ်မျိုးအကြောင်းကိုဆွေးနွေးသွားပါလိမ့်ရှင်နောက်နေ့ဒီမှာလည်းပဲကြံရှိနေတယ်ပေါ့နော်ကျမတို့ motivation နဲ့ပတ်သက်လာတဲ့ အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်